ချောက်ကမကောင်းပေမဲ့အသက်ရှူရှူနေခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုသိမ်းထားပေးပါပြီးရင်ထဲရအချက်လေးတွေလိုက်လုပ်ကြည့်ပါအရင်ဆုံးဖြစ်ရမယ့်တစ်ခုပြောပြပါမယ်ကျွန်တော်တွေ့ဦးတဲ့လူနာတယောက်ကချောက်ကမကောင်းဆိုတော့ねဘဝပြီးဆုံးသွားပြီလို့ထင်နေတယ်သူ့ကိုသူဘီယူဆက်တာရက်လိုက်တယ်သူကြိုက်တာတွေကိုပဲစားတောင့်နေတယ်တွေးပေါင်ချေုံနဲ့ဖြစ်စင်တာဖြစ်ဆိုပြီးလုံးဝခရုမဆိုင်တော့တစ်နှစ်အတွင်းမှာပဲသူ့ချောက်ကကအရင်ကတည်းကနှစ်လောက်ပို့ပြီးတော့ဆိုးသွားတယ်ဒါပေမဲ့နောက်လူနာတယောက်လည်းကျွန်တော်တွေ့ဘူးတယ်ယောဂမျိုးစားလည်းတူတယ်စစ်စစ်ချက်ဖြေရတယ်တူတူပဲ ဒါပေမဲ့သူ့ရဲ့နေထိုင်မှုပုံစံကလုံးဝကွဲပြားတယ်။အခုချိန်မှာသူကအသက်62နှစ်အလုံးလုံးနေတော့ကျန်းမာပြီးအားပြည့်နေတော့ပုံမှန်တိုင်းနေထိုင်သွားလာနေတော့မှာပဲ။သူတို့ကဘာခွာသွားလို့လဲ။ရိုးရှင်းတဲ့နေစဉ်လေ့ကျင့်နေရပါ။တင်းငယ်တဲ့အရာလေးပေါ့။ဒါပေမဲ့အဲ့ဒီတင်းငယ်တဲ့အရာလေးတွေကပဲအရာအားလုံးပြောင်းလဲသွားစေခဲ့ပါတယ်။တင်းကြောက်ကကအားနေတဲ့အခါမှာခနာကိုရီကစိတ်တောက်တွေကိုကောင်းကောင်းမဖယ်ရှားနိုင်တော့ပါဘူး။ညစ်ကြီးကြီးစုပုံလာတယ်။စားတတ်တွေစုပုံလာတယ်။ရေတတ်တွေလည်းစုပုံလာတယ်။ တဲ့နှလုံးကအလုပ်ပိုလောရတယ်သွေးပေါင်တက်လာတယ်ခန္ဓာပေါ်မှာရောင်ရမ်းမှုတွေစပြီးဖြစ်လာတယ်လူအများစုကကြောက်ကက်ပြက်စီးကြရုပ်ပြကြီးဖြစ်တယ်လို့ထင်နေကြတယ်တကယ်တော့မဟုတ်ပါဘူးဖြစ်ဖြစ်ချင်းစီဖြစ်လာတာပါမြို့တိုင်းမှာဘာမှမဟုတ်လို့ထင်ရတဲ့အလေးချင်းတိတိလေးကြီးအောင်စုပြုံပြီးတော့ဖြစ်လာတာပါတင်လို့ရမယ့်အလုပ်ကတော့ရိုးရှင်းပါတယ်ကြောက်ကက်ရဲ့အလုပ်ဖိအားကိုရှော့ချလိုက်ပါကောင်းနေသေးတဲ့ကြောက်ကက်ရဲ့အစိတ်ပိုင်းတွေကိုကာဝယ်ပါနောက်ထပ်ပြက်စီးမှုတွေမဖြစ်အောင်တားဆီးရမယ်ဒါတွေကိုတင်လို့နိုင်ရင်ကြောက်ကက်အားနေနေပြီမဲ့နှစ်ပေါင်းမြောက်စွာဆက်ပြီးအသက်ရှင်နိုင်ပါတယ် ကြောက်ကက်အားနေသူတွေရောတပ်ပိုရှိစေတဲ့လက်တွေ့နည်းလမ်းတွေကိုပြောပြပါမယ်။အမှတ်၁ကတော့ကြောက်ကက်ကိုချင်းစားအောင်မုံပါ။ဒီအချက်ကတော့လက်တွေ့အကြုံနဲ့အထီးရောက်ဆုံးပါ။စားများလို့ရင်သွေးပေါင်တက်စေပါတယ်။သွေးပေါင်တက်ရင်ကြောက်ကက်ထဲကဆစ်ထုတ်ပြီးတဲ့အစိပ်ပိုင်းလေးတွေကိုပိုပြီးမြန်မြန်ပြက်စီးစေပါတယ်။ဒါကြောင့်အငန်ရှောင်းပါ။နောက်တစ်ခုရေကိုမျှတအောင်တောက်ပါ။နဲလို့လည်းမကောင်းဘူး၊မြားလို့လည်းမကောင်းဘူး။ရှင်နေနေပဲတောက်ရင်အစိပ်တောက်တွေကခနာပွဲထဲမှာပဲကျန်နေခဲ့မယ်။ခေတောက်တာများသွားရင်လည်းကြောက်ကက်ကရေပမာဏများလို့မျိုးရုံးကန်နေရတယ်။ တနေ့ရလုံးကိုနည်းနည်းစီမကြာခဏတောက်ပေးပါစီးရောင်ဖြုတ်ရဆိုရင်တော့ကောင်းတယ်စီးရောင်ရင့်နေတော့ရေပိုတောက်ဖို့လိုပါတယ်နောက်တစ်ခုပေးပေါင်ချိန်ကိုထည့်ရမယ်စီးကျွတ်တဲ့စာရင်သွေးတို့ရာကြောက်ကွက်ကိုမြန်မြန်ဖြည့်ဆည်းစေနိုင်ပါတယ်ထိန်းထားတဲ့သွေးပေါင်ပမာဏကတော့130 80အောက်ပါအိမ်မှာသွေးပေါင်ပုံမှန်တိုင်းကြည့်ပါသွေးပေါင်ထိန်းမရရင်ဆရာဝန်နဲ့တိုင်ပင်ပါနောက်တစ်မျိုးကတော့တိတ်တိတ်ကြောက်ကွက်ကိုဖြည့်ဆည်းနိုင်တဲ့အရာလေးတွေကိုရှောင်ပါဒါတွေအဆုံးဆုံးပါပဲကဲခဲပြောက်စီဆေးဘက်ဝင်ပင်တွေရရတဲ့သဘာဝဆေးတွေဥပမာရက်စားပေါ့ထိန်းမရအောင်တက်နေတဲ့စီးကျွတ် မလို့ပဲတောက်နေပြဖြစ်ဆွတ်အားစေဒါတွေကကြောက်ကက်ကိုမြင်မြင်ပျက်စီးစေနိုင်ပါတယ်ကြောက်ကက်တော့ကောင်းတဲ့စားစာတွေကိုစားပေးပါဒါတွေကိုအဓိကထားပြီးတော့စားတော့မှာပန်းသီးခေါ်ပြီးတော့ကြုပ်ပန်းခေါ်ပြီးတန်လွင်စီတို့ပေါ့ဒါတွေကရောင်ရမ်းမှုလျှော့ချပေးပြီးကြောက်ကက်ဆဲတွေကိုကာဝယ်ပေးပါတယ်နောက်ဆုံးတစ်ခုတော့စစ်စစ်တာကိုပုံမှန်လုပ်ပါ၃လနဲ့၆လကြာတခါစစ်စေးမယ့်အရာတွေရှိပါတယ်။ creatinine လို့ခေါ်တဲ့ကြောက်ကက်အစိတ်တဲ့ EGFR လို့ခေါ်တဲ့ကြောက်ကက်စစ်ထုတ်တဲ့နှုန်း potassium လို့ခေါ်တဲ့သက်ဆောင်ဓာတ် urine protein လို့ခေါ်တဲ့စီးရီးအသားဓာတ်တွေပါ။ကြောက်ကက်ပုံမှန်စစ်ဆေးခြင်းဟာ တင်းရက်တက်ကိုနှစ်ပေါင်းများစွာပို့ရှိအောင်လုပ်ပေးနိုင်ပါတယ်။ကြောက်ကအခြေအနေမကောင်းဆိုတော့လည်းတင်းဘွားပြီးဆုံးသွားပြီလို့မဆိုလိုပါဘူး။တင်းကိုတင်းအင်ရက်ထပ်ပို့ပြီးရုပ်ဆက်နေတဲ့မို့လုံးနေပြီလို့ဆိုလိုတာပါ။တက်တောင်တောင်နေထိုင်မှာတန်ရှင်းလက်ဆက်တာကိုစားပါ။တင်းသွေးပါအောင်လည်းထိမ့်ပါ။ကြံနေသေးတဲ့ကြောက်ကရဲ့တာဝန်တွေကိုရှော့ချလိုက်ပါ။ဒီကြံပြုတ်ချက်တွေကတင်းအတွက်အသုံးဝင်မှာဆိုရင်ဒီဗီဒီယိုလေးကိုသိမ်းနာပါ။ကြောက်ကမကောင်းတဲ့သူတွေအတွက်ရှယ်ထားပေးပါ။